ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျင်းပနေတဲ့ဆာမွေစူပါဖိုက်ပြိုင်ပွဲမှာကျွန်တော်တို့ရဲ့မဖိုက်တာစောလာဝင်းကိုလာဝင်းဝဲထိုးခဲ့ပါတယ်စောလာဝင်းကိုလာဝင်းကိုအသက်16နှစ်အရွယ်ခိုင်းဖိုက်တာလေးနဲ့ပွဲတည်ပေးခဲ့တာပါခင်ဗျာခိုင်းဖိုက်တာလေးရဲ့အားသာချက်ကတော့အရမောင်းမြင်ပါတယ်ရှင်ရန်လက်တန်ရှိတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်လာဝင်းဟာပွဲအစမှာတော့ခိုင်းဖိုက်တာလေးကိုအကဲဆန်းတဲ့သဘောမျိုးနဲ့တူတင်ကိုတင်အပြန်အလှန်ကစားခဲ့တယ်ခိုင်းဖိုက်တာလေးကသူ့ရဲ့ အမြင့်ရှင်ကန်ချက်တွေကိုထုတ်သုံးပြီးတော့လှဝင်းကိုဖိအားပေးကိုကြိုးစားခဲ့တယ်ခင်ဗျလှဝင်းကသူ့ကိုရှင်ကန်ချက်တွေထုတ်သုံးလာပြီဆိုရင်အဲ့ရှီကောက်ကိုမိအောင်ဖမ်းပြီးတော့သူကလက်သည့်ချက်တွေပြန်ပစ်လွတ်တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ပထမပွဲကြီးမှာတော်တော်လေးကြီးကောင်းခဲ့ပါတယ်ဒါပေမဲ့ပထမပွဲကြီးအဆုံးတပိုင်းကိုရောက်လာတဲ့အချိန်မှာလှဝင်းကဝါသဘာအယပွဲကိုအသာစီးကနေထိန်းချုပ်လာတယ်နော်ကျွန်တော်မြင်တွေ့ခဲ့ရတယ်ခင်ဗျဒီနေရာမှာလဲဖိုက်တာနှစ်ယောက်ရဲ့ဝါသဘာကိုထည့်ပြောလို့လိုပါတယ် ။ Time Fighter လေးကအသက်18နှစ်အရွယ်ပဲရှိသေးတယ်။အခုမှဒီပွဲမတိုင်ခင်မှာပွဲစဉ်16ပွဲပဲထိုးထားသေးတယ်။အဲ့16ပွဲမှာသူဒီ6ပွဲနိုင်တယ်9ပွဲရှုံးနေထားတယ်။ဒီနေ့ပွဲမှာတော့သူကလောက်ဝင်းကိုအနိုင်ရသွားတယ်ခင်ဗျ။တကယ်ကိုအငင်းပွားပွဲရနဲ့အနိုင်ရသွားတာနော်။အဲ့အတွက်သူကတော့10ပွဲမြောက်နိုင်ပွဲကိုရသွားတာဖြစ်သွားတာပေါ့လေ။လောက်ဝင်းကတော့ဒီပြိုင်ပွဲတစ်ချောင်းမှာသူဒီပွဲစဉ်စုစုပေါင်း80ထိုးခဲ့ပြီးပြီ။ အဲ့ဒီထဲမှာသူဒီပွဲစဉ်60ကိုအနိုင်ရတယ်ပွဲစဉ်10ပွဲရတည်10ပွဲရှုံးထားတယ်ပေါ့လေဒုတိယပွဲကြီးစတော့လေလှဝင်းကပဲအသာစီးနေထားမှာရှိနေခဲ့တယ်ဒီအချိန်မှာပဲအငင်းပွားစရာအချိန်တည်းကဖြစ်ပေါ်လာတယ်ခင်ဗျဖိုင်တာနှစ်ယောက်ကအပြန်အလှန်လက်သီးချင်းရှင်တို့နေတော့ကျိုးဝမ်းထောင်းတနေရာကိုကတ်သွားတယ်ကတ်သွားတဲ့အချိန်မှာခိုင်းဖိုင်တာလေးကသူ့ရဲ့ရှေကန်ချက်ကိုထုတ်သုံးလိုက်တယ်အဲ့လိုထုတ်သုံးလိုက်တဲ့အချိန်မှာလှဝင်းရဲ့မတော်တဲ့နေရာကိုကန်မိပြီးတော့ပေါင်ခွာကြပေါ့လေဒီနေရာကိုကန်မိပြီးတော့လှဝင်းပုံရဲသားလဲသွားတယ် ။လဲသွားတော့တကယ်ကအနေထားအရဆိုရင်ပွဲဟာလာဝင်းစမထုံးနိုင်မှုဆိုရင်ပွဲဖြတ်သိမ်းလိုက်ရမယ်အနေထားခမ။ဒါပေမဲ့လာဝင်းကိုသူတို့ကအချိန်ပေးတယ်ရမလားဆိုစင်ပေါ်တက်မှာအဆင်မပြေ။မပြေတော့လာဝင်းကစင်အောက်ကိုဆင်းသွားတယ်အချိန်ထပ်ပေးထားတယ်။ဒါပေမဲ့လည်းတက်တာမလားတက်တာမလားတဲ့အချိန်မှာပဲပွဲကိုရပ်တန့်လိုက်ပြီးတော့ကျိုးဝိုင်းတိုင်လူကြီးကတစ်ဖက်ကအသက်18နှစ်သားလေးကိုအလဲထိုးတဲ့အနိုင်ပေးလိုက်ပါတယ်ခမ။ဒါကြောင့်လဲဒီပွဲကအငင်းပွားစရာဖြစ်ရတယ်လို့ကျွန်တော်ကပြောရတာဖြစ်ပါတယ်ခမ။ဟုတ်ကဲ့ဒီနေ့မှာတော့ ကျွန်တော်မာဖိုက်တာစောလာဝင်းကလာဝင်းကအလဲထိုးနဲ့အရှုံးရလာကြုံဆုံသွားပြီးတော့သူ့ပြိုင်ဘက်အသက်18နှစ်အရွယ်ခိုင်းဖိုက်တာလေးကစောလာဝင်းကိုအလဲထိုးနဲ့အနိုင်ရတယ်လို့သတ်မှတ်ပေးတာခံရတဲ့ကြောင်းပြိသက်တွေသိရှိရအောင်ပြန်ဆက်ပြပြပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ